တရားဟောပြောလိုက်ပါတယ်။အမလောင်းကိုတဲသွားကြတော့အာရတရားအယုတ်ကျိုးပြတ်ကြတယ်လို့မျိုးထိုင်ချလိုက်ပါတယ်။နောက်တော့ဒါတော့ယူရဲမိတ်ကလိန်ချင်ရသလားဆိုပြီးမိဖုရားပေါ်မှာအညိုထားလိုက်ပါတယ်။ဒါကြောင့်ခုတော့သူမဟာမိဖုရားကိုလက်စားချေဖို့အတွက်ချိန်ပြလာတာပါ။မိဖုရားကြီးကသူမမိတ်ကလိန်ပြီးတော့သဘောကျသွားခဲ့ပါပြီ။လာမယ့်တရင်ကျော်လာပြီဒီမှာမိဖုရားကြီးအာလုံးတော်ဝင်ပန်းဦးရင်မှာပန်းချီဖို့အတွက်လာကြမှာပါ။ဒါကြောင့်အရင်နေ့ကျရင်သူမကိုမိတ်ကလိန်ပေးဖို့အတွက်အာရဲကိုအမိန်ပေးလိုက်တယ်။မိဖုရားကောင်ကြီးကအစောင်းကနေအပြင်းမထွက်တာတလားရှိပါပြီ။မိဖုရားငယ်ရီယာကြောင့်တီတို့ပြောနေတာလေ။မိဖုရားကောင်ကြီးစောင်းကိုလူလို့တော့အများပြောနေတယ်လို့ဖြားနာနေတာမှန်မှန်သိရပါပါ။ ောက်ပြီးတော့အဆောင်ထဲမှာမိတ်ဆက်ဆရာမတို့အများကြီးရှိနေတယ်။မီဒီယာကြီးကသူမရဲ့အိုမင်းရင်ရော်တဲ့ပုံစံတွေကိုရှက်လို့အပြင်းမထွက်တာလို့ပြောရင်းနဲ့ဝိုင်းပြီးတော့လောက်ပြောင်းနေကြတယ်။ဘီရင်ကြီးကမီဒီယာကောင်ကြီးကိုဘလောက်ချစ်ချစ်အိုမင်းနေတဲ့ပုံစံကိုကြိုက်မှာမဟုတ်ကြောင်းနဲ့သူတို့ဘာသာပူလာကြောင်းရေရေမောမောနဲ့ပြောနေကြတာပါ။ဒါကိုအဆောင်ကနေထွက်လာတဲ့မီဒီယာကြီးကကြားသွားခဲ့တယ်။ သူတို့စာပြောခဲ့တာမိဖုရားကြီးဟာနားထောင်နေကြတာပါ။သူမဒေါသတကြီးနဲ့ဝင်သွားဖို့လုပ်ပေမဲ့အာရဲကလန်တာထားတယ်။မင်းကြီးရဲ့မွေးနေ့ကြမှာတာအကုန်လုံးအာအသက်သွားအောင်လို့မျက်နှာပြတဲ့လို့အကြံပေးပါရီ။ဒါအောင်မိဖုရားကြီးအားလည်းလက်ခံပြီးမင်းကြီးမွေးနေ့မှာတာအာလုံးအာအသက်သွားအောင်လို့ထလာပြမယ်လို့ဆုံးဖြတ်လိုက်ပါတော့လေ။အထိန်တော်မှာမင်းကြီးမွေးနေ့တိုင်းဝတ်ဖို့အတွက်ဝတ်ဆောင်တချို့ကိုယူလာတယ်။မိဖုရားကြီးစမ်းဝဲကြည့်လိုက်တော့ချက်နေလို့အသက်ကိုမနေအောင်ထားရတယ်။သူမဘလို့ပဲအသက်အောင်ပါစီအဝတ်တော်မတော်ဘူးဖြစ်နေတယ်။သူမရန်ကုန်ဒေါသထွက်သွားပြီးတော့ခန္ဓာကိုယ်ကိုရောလူပြိုအောင်လို့လုပ်ပေးလို့မရဘူးလားလို့အာရဲကိုမေးလိုက်တယ်။ ။အာရကတော့မီဒီယာဟာသူမထောင်ချောက်တဲဝင်လာပြီဆိုတာတွေးမိရင်လည်းပြောလိုက်တော့တာပေါ့။တကယ်တော့အာရကပဲမီဒီယာစီပေါ်မဲ့ဝစ်ဆောင်တွေကိုတင်းခဲ့တဲ့ဝစ်ဆောင်တွေနဲ့ဘယ်သူမှမသိအောင်လဲလေခဲ့တာပါ။ခနာပေါ်လူပြောင်းလုံးလို့ရပြီမဲ့ဒါဟာနဲ့ဖျားရဲ့အညမကိုစမ်းကြည့်လို့ပြန်ကောင်းခြင်းကိုခြေကြိုက်စေနိုင်တယ်လို့သူမကမီဒီယာကိုပြောပြပါရယ်ဒါပေမဲ့မီဒီယာကြီးကသူမလှပဖို့ဒါအရေးကြီးပြီးဒါရိုက်ကိုမကြောက်ဘူးလို့ပြန်ချီပါတော့တယ် မင်းကြီးမွေးနေရ9ရက်နေမလို့အာရဲကအချိန်9ရက်ပြီးနေလို့ပြောတယ်အာရဲကလည်းမီဒီယာကြီးကိုဘလို့အဆုံးသတ်ပေးရမလဲဆိုတာတွေးရင်းနဲ့စိတ်ထဲမှာကြိတ်ပြီးတော့ပြောနေရတာပေါ့အာရဲကသူ့မှာအပေါင်းဝင်မိကဆီယာမှာအလောင်းကြီးပစ်ချထားတဲ့ရေရင်အောက်မှာစီးပြီးပူဇော်နေကြတာပါသူတို့အကုန်လုံးအတွက်မီဒီယာကြီးကိုကလစားချပေးမယ်ဆိုပြီးသူ့ကိုအကူအညီပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောင်းတဲ့တစ်ခုလုံးပဲမောင်းသွားခဲ့တာပါလေရီယာလည်းတိုက်လာပြီးတော့ရေရင်တွေကနေအနီရောက်ပြီးလုံးလေးတွေထွက်ပေါ်လာခဲ့တယ်အာရဲကမီလုံးတွေကိုကလေးတစ်ခုတွေကိုထည့်လိုက်တယ်နောက်တော့ကလေးတွေကဇေယျကိုအသုံးပြုရင်းနဲ့အကောက်တစ်ချောင်းနဲ့မီဒီယာရဲ့ညနာကိုစပြုပြင်မာတော့တယ် မီဒီယာကနာကျင်ပြီးမယ်လေနာကျင်တာကြောင့်တောက်ခံခဲ့ရပါအကုန်ပြီးစီလုံးဖန်နေကြည့်လိုက်တော့သူမရန်ကိုဂျင်းနဲ့သွားခဲ့ပါရီမေဂျီမွေးနေကြရင်တခြားသူတွေပါအားသင့်သွားမှောက်တွေ့ပြီးသူမဝမ်းသာနေနေရပါအာရကသူမသာရှိနေရင်မီဒီယာကြီးဟာဒီနန်တော်တွေမှာအလားဆုံးဖြစ်နေတယ်လို့ပြောလိုက်ပါတော့လေနောက်တဲ့နေ့မှာတော့မီဒီယာငယ်အပါဝင်အမတ်ကြီးတွေရပါမေဂျီရဲ့မွေးနေ့ပွဲတော်ကျင်းပဖို့အတွက်စောင်းစောင်းလေးလေးရောက်လာကြပါရီမီဒီယာကောင်ကြီးကတော့အခုထိမကြွလာသေးပါဘူး ဒါကိုပင်ကောင်းယူပြီးတော့မီဒီယာတစ်ပါးကဒီဒီယာကောင်းကြီးဟာသူမရဲ့အိုမင်းကြီးရော်တဲ့ညနာတွေကိုမိကပ်တွေနဲ့ဖုံးနေလို့ကြာနေတာဖြစ်ကြောင်းစတင်ပြောဆိုလိုက်တော့တာပေါ့တယောက်ကစားလိုက်တာနဲ့နောက်ထပ်မီဒီယာကလည်းအိုမင်းနဲ့ညနာကိုဖုံးဖို့ဆိုရင်နေရောင်စေးတော့တလို့မျိုးအထက်ထက်လိမ့်မှာဖျားမယ်လို့ပြောပြီးတော့အကောင်လုံးကောင်ရဲကြားလို့တာပေါ့ အမကြီးတမားလေးမိမိရဲ့ကောင်းကြီးဟာမင်းကြီးတဲ့ဆနေနေကြီးခဲ့ပြီးအလားပါမှာပဲနင်းမျောနေလို့တိုက်ပြီးတော့မအုပ်ချုပ်နိုင်ဘူးဆိုပြီးရှောက်တယ်လိုက်တော့တာပေါ့။ဒါနဲ့ငင်းငင်းလေးနားထောင်နေတဲ့မင်းကြီးကဇပွဲကိုဒေါသတကြီးနဲ့ရိုက်ချလိုက်ပါပြီ။နောက်ပြီးတော့သူချင်းရတဲ့မိမိရဲ့ကောင်းကြီးကိုမတည့်ရဲဖို့အတွက်ပြောချလိုက်တော့တယ်။အဲဒီချိန်မှာပဲမိမိရဲ့ကောင်းကြီးဟာညနာကိုရက်တောင်လေးကိုပြီးနန်းဆောင်လေးကိုကြွာလာသေးပါပြီ။ကြတာမောင်ဖဲလိုက်တဲ့အချိန်မှာတော့အကောင်လုံးအဲအားတက်သွားခဲ့ကြပါပြီ။ဘီဘီယာကြီးရဲ့ညနာတာမကခန္ဓာကိုယ်ကဘာလို့ပြိုလာပါနေရကြပါပြီ။မင်းကြီးကမတွေ့ရတဲ့တနာကျော်တွင်ဘာကြောင့်တလို့ပြောင်းလဲသွားရတယ်လဲဆိုတာမိပါတော့တယ်။ ်သူမကပြည်သူတွေအတွက်နေရောညပါစီမီပူဆောင်ပြီးစုတောင်းတာကြောင့်အကျိုးပြန်ခံစားရတာဖြစ်နိုင်တယ်လို့ဖြေပါတော့တယ်အားရရလည်းမိမတရားဟာချစ်ရတဲ့အမျိုးသားစီဟာချစ်ချင်းတဲ့တာတွေကိုပြေဝါရရင်နှပလာတယ်လို့ကြားမှုကြောင့်လည်းဒီပြားကြီးအားလည်းမင်းကြီးချစ်ကိုရထားတာကြောင့်လူပြိုနေရလို့ပြန်ရနေဝင်ပြောပါတော့တယ်အားရရဲ့စကားတမ်းမှုတွေကိုမင်းကြီးကသဘောကျသွားပြီးတော့သူမနာမည်ကိုမေးလိုက်တယ် အာရမင်းကြီးစီအာယုံဆိုင်မှုကိုရရှိသွားတာကြောင့်မိဖုရားကြီးရဲ့မျက်စောင်းကသူမစီကိုရောက်လာခဲ့ပါတော့တယ်။မနာလိုဖြစ်သွားတဲ့မိဖုရားကနန်းဆောင်တယောက်တာနဲ့မင်းကြီးကိုမြူဆွေရကောင်းလားဆိုပြီးအာရဲကိုပိုင်ရင်လိုက်ပါတယ်။နောက်တော့အာရစီယာမိကက်စီဘူးကိုယူဒီမိကက်စီကြောင့်သူမနှုတ်ပြုံနေလို့အာရဲကိုမလိုတော့လို့ပြောတယ်။တခြားမိကက်စီယာမကိုမိကက်စီဘူးပေးပြီးသူမကိုလိန်ခိုင်းပါတယ်။အာရဲကတခြားလူကိုပေးမလိမ့်ဖို့တားပါတယ်။မိဖုရားကနားမထောင်ပဲအလင်းခံလိုက်ပါပြီ။ချက်ချင်းပဲသူမရဲ့မျက်နှာကပူပြီးတော့လှပသွားပါတယ်။အာရဲကတောင်းပန်နေပြီမဲ့မတိမတားလေးပြောနေခဲ့တယ်။မိဖုရားကြီးကအခုတော့အာရဲကိုမလိုတော့ဆိုပြီးမြေအောင်ခန်းစီကိုဖမ်းခေါ်သွားခိုင်းပါတယ်။ခဏကြာရေးချိန်မှာမင်းကြီးက မ်းစာကိုကြွားရောက်လာခဲ့တာပါသူကမိဖုရားကြီးကိုပွေဖမ်းလိုက်ပါတယ်မိဖုရားကြီးကလည်းမင်းကြီးရဲ့အကြီးအကျယ်တွေမှာတာယာနေခဲ့ပါတယ်ဒဂမာလီအာရဲကမိရောက်ခန်းထဲမှာနှိမ့်ဆက်ခံနေရတယ်အချိန်တော့မိခက်စီရဲ့ပြုလုပ်ပုံကိုရိုက်ဖက်ပြီးတော့မြင်နေတယ်အာရဲကပြုံးလိုက်ပြီးသူမကိုကောင်းကောင်းဆက်ဆံမှုနဲ့နိုင်ပိုင်းတွင်မှာမိဖုရားကြီးသူမကိုပြန်ခေါ်လိုက်မယ်လို့ဂျုံယုံကြီးကြီးပြောနေပါတယ်အချိန်တော့မဖြစ်နိုင်ဘူးလို့ပြောပြီးသူမကိုကြားဖို့နဲ့ထိုက်ရိုက်ပါလို့တယ် ။မိဖုရားကြီးလည်းမင်းကြီးနဲ့ပွေဖက်နေတော့မှသူ့မျက်နှာတစ်ဖြည်းဖြည်းနဲ့အရင်လိုပြန်ဖြစ်နေရတွေကိုမှန်တယ်မှာတွေ့လိုက်ရပြီးလမ်းသွားခဲ့ပါတော့တယ်။ဒါနဲ့မိဖုရားကြီးကချက်ချင်းနဲ့မင်းကြီးကိုတွုံးဖယ်ပြီးကြိုးပေးလိုက်ပါတယ်။သူမဒီနေ့မှာဓမ္မရာလာနေရမလို့အဆင်မပြေကြောင်းမင်းကြီးကိုပြောလိုက်တယ်။မင်းကြီးကသူ့မရဲ့ရက်ကိုမှတ်မိအောင်လို့ဒီနေ့မဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်။မိဖုရားကြီးကတော့မင်းကြီးကိုထမ်းနေကြိုးဖယ်ပြီးမင်းကြီးအမှန်မှားနေတာဖြစ်ကြောင်းနဲ့သူမတကယ်အဆင်မပြေဖြစ်ကြောင်းပြန်ဖြေလိုက်ပါတော့တယ်။မင်းကြီးကလည်းနောက်ဆုံးမှာတော့လျှော့လိုက်ပါတယ်။နောက်နေ့ကျမှထပ်လာခဲ့မယ်လို့ပြောပြီးနန်းဆောင်ကနေပြန်ကြွားသွားပါတော့တယ်။ ရာသူမရဲ့မျက်နှာပုံမှန်လေးမှာပြန်ကြည့်ပြီးအော်ဟစ်တောင်းကျမာတို့တွေနောက်တော့အာရဲကိုအမြန်သွားခေါ်ဖို့အစီကံတရားကိုခိုင်းလိုက်တယ်။အထိန်တော်ကတော့အာရဲရဲ့လက်ကိုညှပ်နေညှပ်ပြီးနှိမ့်ဆက်နေတာပါ။အဲဒီချိန်မှာအစီကံကရောက်လာပြီးရန်လိုက်ဖို့နဲ့အာရဲကိုမိဖုရားကြီးခေါ်နေကြောင်းအကြီးနာပြောခဲ့ပါရယ်။အာရဲနန်းဆောင်ရှိကိုရောက်တော့မင်းကြီးနဲ့ဒိုးအာတော်တွေမင်းကြီးကမိဖုရားကြီးရဲ့ဓမ္မရာရဲ့မှန်မှန်လို့အာရဲကိုပြောပါရယ်။ဂျာဒီအပြောင်းလဲကြောင်းတလို့ဖြစ်တာပါလို့အာရဲကပြန်ကြည့်လိုက်တာပါ။မင်းကြီးကဆရာဝန်ထဲမှာတတိချာချာပြပေးဖို့မိဖုရားကြီးကိုဘီယူဆိုင်ကိုမှာရင်းနဲ့ထွက်သွားခဲ့ပါရယ်။ မေဂျီဟာကျန်တာကြပြီးတော့မီဒီယာကိုလည်းအယံချက်တယ်ဆိုတာအာရကသိရှိသွားခဲ့ပါပြီ။မီဒီယာကြီးကအာရကိုမြင်လာတဲ့သူမမျက်နှာဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမေးပါတော့တယ်။အာရကမီဒီယာကြီးဟာမိတ်ကဆရာမကိုပြောင်းလိုက်တဲ့အပြင်မိတ်ကပြင်းစားကိုလိမ့်လာကြောင်းကိုပြန်ကြည့်ပါရစ်။မီဒီယာကြီးကသူမမျက်နှာကိုအခုချက်ချင်းနှုတ်ပြောင်းပြန်လုပ်ပေးဖို့ပြောပါတော့တယ်။အာရကမိတ်ကဆရာမပြောင်းလိုက်လို့သူမပြန်လုပ်ပေးဖို့ခုနှစ်ရက်ဆောင်ရမှာဖြစ်နေပြီ။လက်ကလေးတန်ရရခါမလို့မိတ်ကမလိမ့်ပေးနိုင်သေးကြောင်းပြောလိုက်ပါတော့တယ်။မီဒီယာကြီးကလည်းအာရလက်ကိုတန်ရရအောင်လုပ်တဲ့အထင်းတော်ကိုဒေါသထွက်ပြီးပါရိုက်လိုက်ပါတော့တယ်။ အထိန်တော်မှာတည်တည်တဲ့အပြစ်ကိုကျူးလွန်ပြီးကြောင်းပြောရင်းနဲ့တောင်းပန်ရှာနေလိုတာပေါ့အာရကနီလာတခုတော့ရှိရဲဆိုပြီးမိပြားကြီးကိုရှောက်ပြလိုက်တယ်တရားကျွမ်းမှာမိပြားကြီးဟာခေါ်အားကြီးတဲ့အမျိုးသား6ယောက်နဲ့အိမ်ဆက်ရမှာပါနောက်ပြီးတော့အဲ့ဒီအမျိုးသား6ယောက်စီကအနှစ်သာရအရေးတွေကိုစုပ်ယူရမှာဖြစ်ပါတယ် အဲ့ဒီအရင်ထဲကမိတ်ကပ်လိမ့်လိုက်မယ်ဆိုရင်မျက်နှာအနုပြိုလိုင်းအောင်တာမကခန္ဓာကိုယ်ကပါအပြိုလေးတယောက်လိုဖြစ်သွားစီမှာဖြစ်ပါလိမ့်အာယန်နီလောင်ကိုပြောပြပြရနေမိပြားကြီးရလေအပြင်ကနေဘယ်သူမှမသိအောင်လို့ယောက်ျား6ယောက်ရှာခဲ့ဖို့အတွက်အစီအကံတွေကိုချက်ချင်းအမိန်ပေးလိုက်တော့တယ်ဒီမိပြားကလာပါဖို့ဆိုရင်ဒါပဲဖြစ်ဖြစ်လုပ်တော့မှာပါနောက်နေ့မှာတော့တောင်တဲတဲ့ခန္ဓာကိုယ်နဲ့အမျိုးသား6ယောက်ကမိပြားကြီးရဲ့နန်းဆောင်ကိုရောက်ရှိလာခဲ့ပါပြီအာယန်ကတောင်းကြည့်ပြီးနန်းဆောင်ပြင်ကိုထွက်လာခဲ့ပါပြီမင်းကြီးတို့ရနဲ့မိုးချိုးပြီးပြလို့မိပြားကြီးကကြောက်ပြီးအေးအေးဦးလို့ရှောက်ကြလိုက်ပါတယ် အရာနေမင်းကြီးကဘီဘီအကြီးကိုသွားကြည့်မယ်ဆိုပြီးတော့ကြောက်လာခဲ့ပါတော့လေဘီဘီအကြီးကတော့အမျိုးသားတွေနဲ့မိတ်ဆက်ခင်သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာစားလုံးတစ်မျိုးစီကိုစီးရင်နဲ့ရေးလိုက်ပါတယ်အဲဒီအချိန်မှာပဲမင်းကြီးကြောက်လာပြီးဆိုတဲ့အတန်ကိုကြားလိုက်တော့အထိတ်တလန့်ဖြစ်သွားပါတော့လေချက်ချင်းပဲတကားကိုပြေးပေးပြီးဘီဘီအကသူ့မအိတ်ပြောနေပြီလို့ပြောပါတယ်မင်းကြီးကမိုးချိုးတွေပြည်နေတာမကြောက်ဘူးလားလို့မိပါတယ် တူမပြည်သူတွေအတွက်စူတောင်းပြီးတွေကအရင်လောက်တော့မကြောက်တော့ဘူးလို့ပြန်ဖြေပါတော့တယ်မီဒီယာလည်းမိဖုရားကြီးနဲ့တွေ့ကြတယ်လို့ထပ်ပြောပြန်တယ်မိဖုရားကြီးကတူမအိပ်ပျော်နေပြီဖြစ်ကြောင်းနဲ့မိုးရွာတော့မှမလို့အမြန်ပြန်တော့ဖို့အတွက်ထပ်ပြောလိုက်ပါတော့တယ်ဒလုံးနဲ့မင်းကြီးလည်းပြန်လဲသွားခဲ့ပါပြီအာရဲကတော့အတံအောင်လို့မကြည့်မနဲ့ဖြစ်သွားပြီးမိဖုရားနန်းဆောင်ကိုမိလောက်အောင်လုပ်လိုက်ပါတယ် မီလောင်နေပြီလို့အော်တော်မင်းကြီးလည်းမီဘီယာကြီးကိုစိတ်ပူပြီးတော့အမြန်ပြတ်ပြေးလာနေပါတော့တယ်။အဆောင်တွေလည်းအပြင်ကနေမိငိမ့်ကြပါရီမီဘီယာကြီးကလည်းမင်းကြီးကိုစကားပွင့်မြအောင်အမျိုးသားတွေကိုအခြေခံနေခုခံခိုင်းတာပါ။ခနာကြမှာတော့မင်းကြီးကမီဘီယာဆိုင်တဲ့ကိုအချိန်တွန်းပြီးတော့ဝင်လိုက်တာမျိုးစကားကပွင့်သွားခဲ့ပါတော့တယ်။ဖောက်လိုက်တဲ့အချိန်မှာတော့ဘသူကိုမှမတွေ့ရတော့ပါဘူး။အရင်ချိန်ချိန်တော်ရောက်လာပြီးတော့မီဘီယာကနောက်ပေးစာမို့ရောက်သွားပြီလို့ရှောက်တယ်မာရီ မင်းကြီးဟာမိဖုရားကိုစိတ်ပူရာကြောင့်သွားကြည့်မယ်တကယ်ကြီးလုံးနေတယ်။မင်းကြီးဟာမိဖုံးဝဲတွေရှုံမိထားလို့အမြန်အားယူတဲ့ကြောင့်လည်းမိဖုရားကြီးတာမြင်ရင်စိတ်ကောင်းမှာမဟုတ်ဘူးလို့အထင်းတော်ကချမ်းမန်းသာချပြမာရီ။ဒါနဲ့မင်းကြီးလည်းပြန်သွားပြီးတော့မိဖုရားကြီးဟာမိလောင်နာမသိရကောင်းလားဆိုပြီးအာရဲကိုပိုင်းရိုက်လိုက်ပါရီ။နောက်ပြီးသူမကယောက်ျားအလုံးရဲ့အနှစ်သာရအရေးတွေကိုစုပ်ယူထားတဲ့ပလင်းကိုပေးလိုက်ပါရီ။အာရဲလည်းအရင်အနှစ်သာရနဲ့မိကက်စီဖော်ဆက်ပြီးတော့မိဖုရားရဲ့တကူလုံးကိုတုံလင်းပေးလိုက်ပါရီ။အခုဆိုရင်မိဖုရားရဲ့မိမကူဟာအပြိုစင်တရားလို့ပြန်ဖြစ်သွားခဲ့ပါပြီ။ပိတ်မကြခင်မှာပဲမင်းကြီးကြောလာတော့မှမလို့မိဖုရားကအာရဲကိုအမြန်ထွက်သွားခိုင်းလိုက်ပါရီ။ဂျေးချိုးနေချိန်မှာပဲမင်းကြီးကကြွားချီလာတာပါ။သူကမိဖုရားန နဲ့အတူတူရေဝင်ချိုးပြီးတော့အတူတူအိပ်စက်လိုက်ကြပါရစေ။မင်းကြီးကမိဖုရားခန္ဓာကိုယ်ကဘာလို့အရင်နဲ့မတူတာလဲဆိုပြီးတန်တရားဝင်သွားပါရစေ။ဒါကြောင့်သူမဘာတွေလုပ်ထားလဲဆိုတာမေးပါတော့လေ။ ယောက်သားသားဖြစ်တဲ့ပြင်ပညာရှိလေးဖြစ်တဲ့မင်းကြီးဟာဘီဘီအာဂျီမဟုတ်တာလောက်ထားမယ်ရှင်းမိလိုက်ပါပြီဘီဘီအာဂျီဟာဒါရီဟာမင်းကြီးတွေ့လောက်တာဖြစ်ကြောင်းပြောလိုက်ပါပြီမင်းကြီးဟာသူမဟာသူ့ဘော်တစ္ဆာမရှိဘူးလို့ပြောရင်လည်းဒေါသထွက်သွားခဲ့ပါတော့လေမနက်မှာတော့ဘီဘီအာဂျီရီယမင်းကြီးဟာဘီဘီအာဂျီရဲ့နန်းဆောင်မှာတွားရင်တောင်းပြီးပြီးမနာလို့ဖြစ်နေကြပါပြီအဲဒီအချိန်မှာပဲမင်းကြီးနန်းဆောင်မှာဒေါသထွက်နေတယ်လို့အစီအကံတယောက်ကသတင်းလာပို့ခဲ့တာပါနန်းဆောင်ရောက်တော့မင်းကြီးကဘီဘီအာကိုဘာတွေလုပ်ထားလဲဆိုပြီးဒေါသတကြီးနဲ့စစ်မင်းနေပါလေ။အဲဒီအချိန်မှာပဲလက်ခက်ဘီဒင်စီယာကရောက်လာခဲ့တာပါ။အခုတလောကောင်းကင်နာဂျီရီဟာမူမမှန်ဖြစ်နေပြီးတော့မကောင်းတဲ့နမိတ်တွေပြနေတယ်။တတိတာချာလေးလာကြည့်လိုက်တော့ကျေတာယာရီဟာ မိဖုရားကြီးကိုညှို့ပြနေရလို့ရှောက်ပြလိုက်ပါရီမိဖုရားကြီးဟာအသက်40ကျော်နေပြီမေအခုလုံနုပြုံနေပုံထောက်ရင်တော့မကောင်းတဲ့အသက်တွေသုံးထားတာဖြစ်နိုင်ကြောင်းပြောပြပါရီဒါကြောင့်လေကောင်းကင်မှာမကောင်းတဲ့လက္ခဏာတွေပေါ်နေတာပါဒါကြောင့်မိဖုရားရီလေးမိဖုရားကြီးကိုနန်းချတဲ့နေဆိုပြီးတော့ဝိုင်းပြောချပါတော့လေဟာကြီးကတော့စိတ်မကောင်းချင်အောင်စောင်းနေပြီမေစိတ်ထဲမှာတော့ပြောနေရတာပေါ့မင်းကြီးကလေမိဖုရားကြီးကအခုတလောထူးဆန်းတာတွေကိုသတိပြုမိနေကြတာပါဒါကြောင့်ဒီကိစ္စတွေကိုဘလို့ရှင်းမလဲလို့မေးလိုက်ပါရီမိဖုရားကြီးကစီမီပူဇော်လို့တလုံနုပြုံနေရလို့ပြောပါရီမိဖုရားကြီးကစီမီပူဇော်တိုင်းနုပြုံနေမယ်ဆိုရင်ဘုန်းကြီးကမှဘာလို့အသက်ကြီးတဲ့သူတွေရှိနေရတာလဲလို့မေးခွန်းထုတ်လိုက်ပါရီမင်းကြီးရဲ့ပြောခွင့်ကိုသိနေတဲ့မိဖုရားကြီးကသူ့ရဲ့ 我搜查某條道路哩。 သူမမမကြောင့်တသိပြရဲ့အနေနဲ့သူမနှလုံးသားကိုထုတ်ပြမယ်ဆိုပြီးခေါင်းကစရိုးတစ်ချောင်းကိုဆွဲနှုတ်ယူလိုက်ပါတော့တယ်မိဖုရားကြီးကစရိုးနဲ့သူမရဲ့ဘက်ကိုထိုးဖို့လုပ်နေတော့မှပဲမင်းကြီးကလှမ်းတားလိုက်ပါတယ်မိဖုရားကိုချက်တဲ့မင်းကြီးကသူမတခုခုဖြစ်သွားမှာတော့မလိုလားခဲ့ပါဘူးစရိုးကိုပြေးချလိုက်ပြီးမိဖုရားကြီးကိုသူ့ထဲမှနေတာဖြစ်နိုင်တဲ့အောင်တွေးမိသွားပါတယ်အနာကြောင့်နန်းချောင်းရဲ့ကိစ္စကိုဘယ်တော့မှထပ်မပြောဖို့အတွက်အမိန်ပေးလိုက်ပါရီ။အာရဲကလည်းမင်းကြီးရဲ့မိဖုရားကြီးပေါ်ထားတဲ့ချစ်ချင်းမြတ်တာကိုသူမရှော့ပြတ်မိသွားလို့နောက်ကရနေပါပြီ။ပြောက်တာနဲ့မိဖုရားကြီးဟာဒေါသထွက်ပြီးပန်းအုပ်ကိုခွဲပြလိုက်တာပေါ့။ချက်ချင်းဆိုသလိုပဲသူမမူးဝေလာပြီးတော့လဲကျသွားတာကြောင့်တမားတော်ခေါ်လိုက်ရပါရီ။တမားတော်ရ ောက်လာတော့ BBC မှာကိုဝင်3လရှိနေပြီဆိုတာပြောပြပါရယ်။ဘေဂျီလည်းရောက်လာပြီး BBC ကိုဝင်ရှိတာပြီးတော့အရန်ကိုပြောသွားခဲ့တာပါ။သူစုခဲ့မိတာတော့လေ BBC ကိုကြောင်းလာလိုက်ပါရယ်။အရင်ကတော့တောင်းကြည့်ပြီးတော့မပြောနိုင်ခဲ့တော့ပါဘူး။သူမက BBC ကိုလက်စားချေချင်ခဲ့ပြီးမြတ်တရားကလေးကိုတော့မထိခိုက်စေချင်ပါဘူးလေ။အရာကြောင့်အရင်ကသူမတက်ဆွဲတဲ့မိတ်ကပ်ပညာနဲ့ဘေဂျီကိုမြူဆွဲဖို့အစီအစဉ်ချလိုက်ပါတော့လေ။အာရကမိတ်ကပ်ပြင်ဆင်ပြီးတော့အဖြူရောင်ဝတ်ဆောင်ကိုဇာပေါ်ဝါနဲ့တူတူဝတ်ဆင်လိုက်တာပါ။မင်းကြီးတရားထိုင်နေတဲ့အချိန်မှာပဲမော်တော်တစ်ခုကိုအာယုံကနေခန်းစားမိလိုက်ပါရီ။ဒါကြောင့်သူ့ကိုတယောက်ယောက်လှည့်စားနေပြီဆိုတာသိလိုက်ပါရီ။ ောက်တော့အမျိုးသမီးတယောက်ရဲ့အရေးကိုဖျက်ခနဲမြင်လာရတာပါတကူကူကသူ့ကိုဆွဲဆောင်နေတယ်လို့ခံစားရပြီးချက်ချင်းပဲအနောက်ကနေလိုက်သွားတေပါတော့လေရေကတကူနာရောက်တဲ့အချိန်မှာတော့အမျိုးသမီးရဲ့အရေးကိုမြင်လိုက်ရပါလေမင်းကြီးရောက်လာတာကိုသိနေတဲ့အာရဲကတမင်သက်သက်တချင်းတပုတ်ကိုသိဆိုလိုက်ပါလေမင်းကြီးကဒီတချင်းကိုကြားတော့အနေနဲ့ဝမ်းနေသွားခဲ့တာပါဒါလို့လဲဆိုရင်တော့တေဆုံးသွားတဲ့မိခင်ကသူငယ်ငယ်တုန်းကဒီတချင်းကိုစိုးပြနေကြမလို့ဖြစ်ပါလေမင်းကြီးကသတိလလုံးနဲ့အရှိရစင်းမီခွက်ကိုတိုက်မိသွားပါလေအာရဲကအတန်ကိုကြားလိုက်တော့တချင်းဆိုရရပြီးဘသူလဲလို့မြင်လိုက်ပါလေမင်းကြီးကသူ့ကိုနှဲစားထလာလာလို့မင်းရဲ့မျက်နှာမြင်ရဖို့အတွက်အာရဲရဲ့လက်ကိုဆွဲလိုက်ပါလေ မင်းကြီးဟာအာရရဲ့မျက်နှာကိုမြင်မြင်ကျင်းပါပဲဒီလောက်လာတဲ့မျက်နှာများရှိနေသေးသလားလို့တွေးမိလိုက်ပါတယ်သူမဟာအာရဆိုတာတော့မင်းကြီးမသိရှာပါဘူးအာရကချက်ချင်းပဲရေကန်တဲ့ကိုပြန်ပြေးသွားပါတော့တယ်မင်းကြီးကမသွားဘူးတားရင်နဲ့ရေကန်တဲ့ကိုဆင်းပြီးအာရနာကိုလိုက်လာပါတယ်အာရကခြေထောက်တစ်ဖက်နဲ့မင်းကြီးရင်ဘက်ကိုတွန်းပြီးတော့တားလိုက်ပါတယ် မင်းကြီးကတော့သူမသားမှမျောနေပြီးတော့ဘာမှတော့မပြောနိုင်ရှာပါဘူး။ခဏကြာမှတော့အာရဲကပြောသွားပြီးသူမရဲ့ဇာဘဝအဖြစ်လေးသာကြံနေပါတော့လေ။မင်းကြီးကဘဝကိုယူပြီးတော့ရေပန်းတဲ့ခဏလောက်တက်ထားလိုက်တာပါ။နောက်ညနေမှလည်းမင်းကြီးကအိတ်တောင်ပြောနိုင်နေသူမတောင်းကိုပဲတွေးနေမိပါလေ။ဒါပေမဲ့မိဖုရားကြီးပေါ်မှာလည်းတစ္ဆာဖောက်တလို့ခံစားရလို့စိတ်မကောင်းဖြစ်ရပြန်တာပေါ့။မနက်မှာတော့မင်းကြီးကသူ့တွေးခဲ့တဲ့အတိုင်းအုံတို့ကြီးကိုဆွဲပြီးနန်းဆောင်တစ်ခုလုံးကိုရှာဖွေဖို့အတွက်အမိန်ပေးလိုက်တယ်။မိဖုရားကြီးတိတော့ဒေါသထွက်သွားပြီးပုံလေးကအမျိုးသမီးကိုတွေ့အောင်ရှာခိုင်းပါတော့လေ။တွေ့ရတဲ့တစားစီခုတ်ထည့်ပြင်းနေဆိုပြီးတော့လည်းကျင်းဝါနေပါလေ။